အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝမ်ချန်နယ်နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပသိမ်ဟာလဝါလေးလှုပ်ရှားပြပါတယ်ပသိမ်ဟာလဝါလုံနီးကိုမတိခင်တော့ကြတော့တိမ်ရောက်မှဟာလဝါကိုတကူးတကဝယ်စားတာပါဒါပေမဲ့အခုလုံနီးတည်သွားတဲ့အခါမှာတော့လှုပ်တဲ့နီးလေးကအရန်လွယ်တာမို့လို့ဟာလဝါကြိုက်တဲ့သူတွေအတွက်အိမ်မှာကိုယ်တိုင်လွယ်လွယ်လှုပ်ရှားလို့ရအောင်လို့မဟုတ်လို့နီးလေးကိုပြန်လည်းမျှဝေပေးလိုက်ပါတယ်ခင်ဗျာ ဟာလဝါလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းအနည်းငယ်ကတော့ဘိန်းစီ၊ကောင်းကျင်းမုတ်၊ကြံတကာ၊တကြာ၊ထောဘက်နဲ့အုံနုပ်ဘူးရှင်ရပါပြီ။ဘိန်းစီကိုထမင်းစားစုံ၅စုံခန့်သုံးပါမယ်။ပထမဆုံးဘိန်းစီကိုဒဲဟိုးခြောက်ထဲမှာထည့်ပြီးတော့မှုေးပြီးအရောင်ရင်းလာတဲ့အထိမီးနဲ့လျှော်ပေးရပါမယ်။လျှော်တဲ့အခါမှာတော့မီးပြင်းလို့မဖြစ်ပါဘူး။မီးပြင်းရင်ဘိန်းစီတွေတူးသွားမှာဆိုလို့ဖြစ်ပါတယ်။ ။ဗိန်းစီလေးလေးညိုလာပြီဆိုရင်တော့ရပါပြီ။မီးဘိုဘွားချပြီးတော့ပကံတစ်ခုတည်းကိုဖေးထားပါမယ်။တကယ်လို့အိုးထဲမှာဆက်ထားရင်အိုးပူချိန်နဲ့ဗိန်းစီတွေတူးကုန်မှာဆိုတဲ့အတွက်ဖြစ်ပါလေ။ပြီးရင်တော့ကြံတကာကြိုးပါမယ်။ကြံတကာကတော့၁၀သားအသုံးပြုပါရစေ။ရေကိုစံချိန်ကွက်၂ကွက်ထည့်ပြီးတော့ကြံတကာပျော်သွားအောင်ကြိုးပေးပါမယ်။ ိုထားတာပွက်လာပြီကြံတကာကြီးလည်းပျော်သွားပြီဆိုရင်တော့မီးဘုတ်ဝါချပြီးတော့ရေစင်းနဲ့ပြင်ဆင်ထားပါမယ်ပြီးရင်တော့အေးခန့်ထားပါမယ်ထောဘက်ကိုတော့ထမင်းစားစွန်းနဲ့လေးစွန်းပကံနဲ့ထည့်ထားပါမယ်ထောဘက်ကတော့အခုမသုံးသေးပါဘူးမုတ်သားမှွေတော့မှထည့်မှာဖြစ်ပါတယ် ကောင်းကြီးမှုံရောဆန်ချိန်ကွက်နဲ့သုံးကွက်ထည့်ပါမယ်။ဒီနေရာမှာတော့ကျွန်တော်ကဟာလဝါကိုပျော့ပျော့လေးစားချင်တဲ့အတွက်ကောင်းကြီးမှုံကြီးပဲသုံးလိုက်တာဖြစ်ပါတယ်။နင်းနေမှာကြာရင်တော့ဆန်မှုံမှာထည့်လို့ရပါတယ်။စားတော့လက်ဖက်ရည်စုံတစ်စုံထည့်ပါမယ်။တကြားအညိုရောဆန်ချိန်ခွက်တစ်ခွက်စာထည့်ပါတယ်။တကြားအညိုမရှိရင်တကြားအဖြူသုံးလိုက်ရပါတယ်။အခုအချိုကတော့မုတ်ထွက်လာတဲ့အခါမှာအနီတော်ဖြစ်တဲ့အတွက်ကိုကအချိုပိုကြိုက်တယ်။ရောင်းတဲ့ဟာလဝါရီလိုချိုချိုလေးစားချင်နေဆိုရင်တော့တကြားကိုတစ်ခွက်ခွဲလောက်ထည့်လို့ရပါတယ်။ပြီးရင်တော့အကုန်လုံးတမအောင်မှွေလိုက်ပါမယ်။ မွေရာတမသွားပြီဆိုရင်တော့ရေကိုဆန်းချင်းခွက်နဲ့နှစ်ခွက်ထည့်ပါမယ်။ပြီးတဲ့အခါမှာရေနဲ့မုတ်တာလေးတေချာလေးနှံ့သွားအောင်လို့မွေပေးပါမယ်။မွေရာလေနှံ့သွားပြီကြံတကာကြီးလည်းအီးတဲ့လောက်ရှိပြီဆိုရင်တော့ကြံတကာကြီးကိုဖြည်းဖြည်းစီလောင်းထည့်ပြီးတော့မှုေပေးသွားပါမယ် ပြီးရင်တော့အုံတို့ဘူးသေးတစ်ခုဖောက်ထည့်ပါမယ်။ပါဝင်ပစ္စည်းတွေအကုန်နှံ့သွားအောင်မှွေလိုက်ပြီးပြီဆိုရင်တော့ဟာလိုဝါစကြိုလို့ရပါပြီ။အခုအိုးအိုးမီးဘောပေါ်တင်လိုက်ပြီးတော့ဟာလိုဝါစကြိုပါတော့မယ်။ကျုံနေနဲ့အခုလိုမျိုးစပြီးခဲလာပြီမုတ်သားကစပြီးတော့ပြစ်လာပြီဆိုရင်တော့ဇက်တိုက်ငွေပြရတော့မှာဖြစ်ပါလေ မွှေနေနဲ့မုတ်သားလေးကအခုလိုမျိုးထွေးထွေးလေးဖြစ်လာပြီဆိုရင်တော့ထောဘက်စီနဲ့ဘင်းစီကိုထည့်ပါမယ်။ထောဘက်စီကိုအရင်ထည့်ပြီးတော့မုတ်သားထဲမှာထောဘက်စီနဲ့အကုန်လုံးတတ်မှတ်သွားလို့မှွေပြီးပါမယ်။ထောဘက်စီကထည့်ထည့်ချင်းမှာတော့များတယ်လို့ထင်ရပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ထိုးနေထိုးနေနဲ့မုတ်သားကစီကိုဆုပ်သွားမှာဖြစ်ပါတယ်။ လော်ထားတဲ့ဘိန်းစည်ကိုထည့်ပါမယ်။ပြီးတဲ့အခါမှာတော့မုတ်သားတွေကိုအကုန်လုံးဝင်ပြီးတော့နှံ့သွားအောင်လို့တေချာလေးမှွေပေးရပါမယ်။ ။ရောက်ရှောက်ထိုးလိုက်ပွေလိုက်လို့နေနေမုတ်ထဲကရေရလဲခန်းစားပြူလာပြီ။မုတ်သားလေးကလည်းလိုချင်တဲ့အနေထားရောက်လောက်ပြီဆိုရင်တော့ပဲစီကိုထမင်းစားစုံနှစ်စွန်းစာထည့်ပြီးတော့ဆက်မှွေပေးပါမယ်။ ပဲစီမုတ်သားတဲ့ကိုဝင်ပြီးတော့လောကနှံ့နေတဲ့အထိဒေချာလေးမှွေပြီးသွားရင်တော့ဟာလဝါရပြီပဲဖြစ်ပါတယ်။အကြောင်းလေးခိုင်ရင်ရင်နဲ့ကိုကြိုက်တဲ့အနေထားရပြီဆိုရင်တော့ဒီဘုတ်ကချလို့ရပါပြီ။အခုမုတ်အအေးခံဖို့အတွက်ဘန်ဝန်စီတုပ်လိုက်ပါမယ်။ဘန်လုံးနှံ့အောင်တုပ်ပြီးသွားရင်တော့ဟာလဝါကိုလောင်းထည့်ပြီးတော့အအေးခံထားပါမယ်။ဘန်းနဲ့ကိုလောင်းထည့်ပြီးတဲ့အခါမှာတော့ညနေပြေးလေးညီတော့ဒေချာလေးလိုက်ညှိပေးလိုက်ပါမယ်။ ပြီးရင်တော့ခန်းအပူချိန်မှာ၃နာရီလောက်အေးခံထားပြီးရင်တော့စားလို့ရပြီဖြစ်ပါတယ်။ဟာလဝါထိုးတဲ့အခါမှာနီးမျိုးစုံတွေ့ပူပါတယ်။တချို့ကတော့အုံးစီချက်အရင်ချက်လိုက်ပါတယ်ပြီးတော့မှမုတ်ကြည်ရည်နဲ့ထိုးကြတာပါ။နွားနို့ထည့်ပြီးတော့ထိုးတာမျိုးလည်းတွေ့ပူပါတယ်။ကောင်းချင်းမုတ်အပြင်ဆန်မုတ်ကိုထည့်တာမျိုးလည်းရှိပါတယ်။ဟာလဝါကိုပျော့ပျော့ပြဲပြဲကြီးမဟုတ်ဘဲနဲ့နည်းနည်းခတ်မှမာလီကြိုက်တယ်ဆိုရင်တော့ဆန်မုတ်ထည့်ထိုးလို့ရပါတယ်။ဘလိုပဲထိုးထိုးဟာလဝါကတော့ကောင်းချင်းကိုအခြေခံတဲ့ မြန်မာမုတ်ဖြစ်တာဖြစ်တဲ့အတွက်စားလို့ကတော့အလွန်ပဲအရသာရှိလာပါတယ်။မန္တလေးဆိုရင်ထိုးမုတ်လို့ရိုင်းသိကြသလိုပသိမ်ဆိုရင်လည်းဟာလဝါကိုလူတိုင်းတွဲပြီးတော့မြင်ကြပါတယ်။ဘေးရက်ဒေတာမှာဘလို့ပဲခေါ်ခေါ်ကောင်းကျင်းနဲ့ဆန်အိုးအခြေခံပြီးတော့မျိုးစုံတီထွင်နိုင်တဲ့မြန်မာတို့ရဲ့တီထွင်နိုင်စမ်းကတော့ချီကျူးစရာပဲမဟုတ်ပါလားခင်ဗျာ။ဒါအပြင်အနောက်တိုင်းမုတ်တွေလိုမဟုတ်ဖ ೇನೆ ဆိုဆိုဖက်ဖက်နဲ့စားကျင်စရာကောင်းပြီးတော့ဗိုက်လေးပြီးအဟာရလည်းဖြစ်စေတဲ့ မြမမုတ်တီကမြမတို့ရဲ့ယတနာတပါးဆိုလည်းမမှားပါဘူး။ဒါကြောင့်မို့လို့တန်ဖိုးရှိတဲ့မြမရိုးရာမုတ်လုံးကြီးတွေကိုမပြောက်ပြက်အောင်လက်စင်ကန်ထိမ့်သိမ့်ရပါပဲဖြစ်ပါတယ်။အခုဆိုရင်တော့အရင်ပသိမ်ရောက်မှတကူးတကဝယ်စားတယ်ပသိမ်အလိုပါဘူး။ပသိမ်မရောက်ဖြစ်ဘူးဆိုရင်တော့မှပသိမ်အလွမ်းပြေအိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားနိုင်ပြီလို့ထင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ ဘူးလိုမျိုးရတာရှိတဲ့မုတ်လုံဒီဟင်းချက်နီတွေကိုအပတ်စဉ်တနင်္လာပုဒ်ဟူးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye